တရင်ပြည်သူများအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့တရင် channel မှာဒီကနေ့မေလ17ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တရင်တင်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားပေးဖို့နဲ့တရင်တင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ခင်ဗျာပထမအဦးဆုံးတင်ဆက်ပေးမယ့်တရင်ကတော့ main online ကရှီကျင့်ဖင်းကိုတမရာကြီးဟုရိုရိုကြိုးကြိုးတုံနှုံး ရခိုင်မမြို့နယ်အများစုကိုစစ်တပ်ကလက်လွတ်ထားရပေမဲ့တရုတ်မြန်မာဘင်္ဂလားဒေ့ရှ်စီးပွားရေးဇင်းညံအကောင့်ထဲပေါ်မြည်ဟုဆိုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အကြံဖတ် စစ်ခေါင်းဆောင်မင်းအောင်လိုင်ကတရုတ်တမရရှိချင်းဖင်းကိုတမရကြီးဟုရိုရိုကျိုးကျိုးသုံးလုံးပြောဆိုထားသည်ကိုစစ်ကောင်စီလက်အောက်ခံမီဒီယာအင်တာဗျူးမှာပြောဆိုဖော်ပြထားပါတယ်။မင်းအောင်လိုင်ကရုရှားနိုင်ငံမှာမေလ9ရက်နေ့မှာမေလ10ရက်နေ့အထိတွားရောက်ခဲ့စဉ် တရုတ်သမ္မတရှီကျင့်ဖင်းနဲ့တွေ့ဆုံခဲ့ပြီးအဆိုပါတွေ့ဆုံမှုနဲ့ပတ်သက်၍စစ်ကောင်စီရဲ့ဝါဒဖြန့်မီဒီယာများကမင်းအောင်လှိုင်ကိုအင်တာဗျူးပြီးပြန်လည်ဖော်ပြရမှာရှီကျင့်ဖင်းကိုသမ္မတကြီးဟုမင်းအောင်လှိုင်ကယိုကျိုးနွန်စွာခေါ်ဆိုခဲ့ခြင်းဖြစ်ပါတယ်။ကျွန်တော်တို့မြန်မာနိုင်ငံမှာဒါသမ္မတကြီးကပေါ့ဗျာ။မြန်မာနိုင်ငံမှာကျင့်ပပြုလုပ်မဲ့ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးမြန်မာနိုင်ငံရဲ့ကျွန်တော်တို့ကြိုတင်ပြင်ဆင်ထားမှုများနဲ့ရွေးကောက်ပွဲကိုလည်းအားပေးထောက်ခံတဲ့အကြောင်းသူဒါလေးထပ်ပြီးပြောပါတယ်လို့မင်းအောင်လှိုင်ကပြောဆိုခဲ့ပါတယ်။ ဒါအပြင်ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့မြို့နယ်ပေါင်း18မြို့နယ်အနက်မှာ14မြို့နယ်ကိုစစ်ကောင်စီကဆုံးရှုံးထားပေမဲ့လည်းတရုတ်မြန်မာဘင်္ဂလားဒေ့ရှ်စီးပွားရေးဇင်းကြံအကောင့်ထဲပေါ်ရန်တရုတ်သမ္မတနဲ့ဆွေးနွေးခဲ့ကြောင်းမင်းအွန်လိုင်းကထုတ်ပေါ်ပြောဆိုပါတယ်။ကျွန်တော်အနေနဲ့လည်း One Belt One Road လမ်းကြောင်းပေါ်မှာလည်းခိုင်ခိုင်မာမာရပ်တည်တဲ့အကြောင်းနောက်တစ်ခါမြန်မာနိုင်ငံကနေပြီးတော့တက်ကြွစွာပါဝင်ဆောင်ရွက်မယ်ဆိုတဲ့အကြောင်းကျွန်တော်ပြောခဲ့ပါတယ်။ နောက်တစ်ခုကတရုတ်မြန်မာဘင်္ဂလားဒေ့ရှ်စီးပွားရေးဇင်းကြံအကောင့်ထဲပေါ်မြင့်တင်ရေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆွေးနွေးပြခဲ့ပါတယ်လို့မင်းအောင်လိုင်းကပြောဆိုခဲ့ပါတယ်။ရခိုင်ပြည်နယ်မှာ AA ကမြို့နယ်အများစုကိုတိမ့်ပိုက်ထားပြီးစစ်တွေကြောက်ဖြူနဲ့မန်အောင်မြို့တို့သာတိမ့်ပိုက်ရန်ကြံရှိတော်ကြောင်းသိရှိရပါတယ်။ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့လှဲကူမှရှိတဲ့ခမာယာ111တရင်ဂိတ်ကင်းကိုပျောက်ကြားအဖွဲတိုက်ခိုက်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ရန်ကုန်မြို့လှေကူးမြို့နယ်မှာရှိတဲ့စစ်ကောင်စီရဲ့အမှတ်111ချင်းမြန်တရင်ခမရ111ဂီကင်းစကန်းကိုလက်ပစ်ဘုံးနဲ့တိုက်ခိုက်ခဲ့ကြောင်းရန်ကုန် Army YA အဖွဲ့မှတာဝန်ရှိသူတူကပြောပါတယ်။လမ်းကြုံအခွင့်အရေးအရတော့ဝင်းစော်ခဲ့တာပါ။လက်ပစ်ဘုံးနှလုံးပါတာတလုံးပဲပစ်ပြီးပြန်ဆုတ်လာခဲ့တယ်လို့၎င်းကပြောပါတယ်။ခမရ111တရင်ဂီကင်းစကန်းကိုမေလ10ရက်ညနေ6:00ခွဲခန့်မှာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးစစ်ကောင်စီဘက်မှထိခိုက်မှုရှိနိုင်တယ်လို့ဆိုပါတယ်။ ထိကိုက်ဖို့ကတော့ကျင်းသေးတယ်အထဲကိုကွက်တီကြတာလို့အထက်ပါတာဝန်ရှိသူကပြောပါတယ်ရန်ကုန်အာမေအနေနဲ့မေလ3ရက်ကလည်းအနောက်ပိုင်းခရိုင်ပကဖားနဲ့ပူးပေါင်း၍တိုက်ကြီးမျိုးမှရဲစခန်းကိုပြင်းအားမြင့်အဝေးတိုင်းမိုင်းများနဲ့တိုက်ခိုက်ခဲ့ပါသေးတယ်နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့စစ်ဗိုလ်ချုပ်ကြီးများရဲ့အကျိုးစီးပွားကာကွယ်နေရတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များအလင်းဝင်ကြရင် KNL ထပ်မံတရီပေးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် လက်တဆုပ်စာဘိုးချုပ်ကြီးတို့ရဲ့အကျိုးစီးပွားကိုကာကွယ်နေရတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေနဲ့စစ်ကောင်စီတပ်ကိုစွန့်ခွာပြီးကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL တပ်ဖွဲ့ထံအလင်းဝင်ရောက်ကြရန် KNL ဌာနချုပ်ကထပ်မံတိုက်တွန်းခဲ့ပါတယ်။စစ်ကောင်စီတပ်သားများအလင်းဝင်ရန် KNU KNL ကရခိုင်ကလေးကတိုက်တွန်းချက်ထုတ်ပြန်ထားပြီးမေလ၁၀ရက်နေ့မှာယခုကဲ့သို့အတိပေးချက်ထပ်မံထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။ ဒါအပြင်အောင်စည်းရစစ်စင်ရေးမှာပို့ဆောင်ခံရပြီး KNL ထံအလင်းဝင်ရောက်လာတဲ့ရဲဘော်များရဲ့မှတ်တမ်းတပ်ပုံများကိုလည်းဖော်ပြခဲ့ပါတယ်။စစ်ကောင်စီတပ်ဖွဲ့ဝင်များအလင်းဝင်ရောက်ရမှာကြည်ဖြုတ်ထားတဲ့တနက်အားတနက်ခေါင်းကိုမြေကြီးအောက်ချပြီးနောက်ကျောမှလွဲကလက်ပလာနဲ့ရောက်ရှိတဲ့နေရာမှာစွန့်ခွာပြီးရှေ့တန်းမှာရှိတဲ့ KNL တပ်ဖွဲ့ထံတအူးချင်းဖြစ်စီအစုအဖွဲ့နဲ့ဖြစ်စီအရောက်လာကြရင်တိုက်တွန်းထားကြောင်ဖော်ပြပါတယ်။ အထူးသဖြင့်အောင်စီရစစ်စင်ရေးမှာအလဟတ်တအသက်စတိကြရန်ပို့ဆောင်ခံရတဲ့စစ်ကောင်စီလက်အောက်မှာရဲဘော်တပ်သားများနဲ့နေမြေကန်တပ်သားများအနေနဲ့နိုင်ငံတကာဥပဒေစံနှုန်းနဲ့အညီအသက်ရှင်ခွင့်ရလိုပါက KNL ထံလာရောက်အလင်းဝင်ကြပါရန်အသိပေးထားပါတယ်။အာရှလမ်းမှာစစ်စင်ရေးမှာအတင်းအဓမ္မခိုင်းစီခံရတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များလက်နက်ချအလင်းဝင်လိုပါက399 442 639တို့ကိုဖုန်းနဲ့ဆက်သွယ်နိုင်ကြောင်းအသိပေးထားပါတယ်။ KNU KNLA နဲ့ PDF တော်လှန်ရေးပူးပေါင်းတပ်များကမြန်မာထိုင်းနယ်ဇက်မှာရှိတဲ့စစ်ကောင်စီတပ်စခန်းများအပါအဝင် KNU တပ်မဟာ3တပ်မဟာ4နဲ့တပ်မဟာ6တပ်မဟာ9နယ်မြေအတွင်းမှာရှိတဲ့စစ်ကောင်စီစခန်းများကိုတခုပြီးတခုတိုက်ခိုက်သိမ်းပိုက်နေတဲ့အခြေအနေမှာစစ်ကောင်စီတပ်ဖွဲ့ဝင်များထပ်မံအလင်းဝင်ရောက်ရန်တိုက်တွန်းချက်ထုတ်ပြန်ခဲ့ခြင်းလည်းဖြစ်ပါတယ် စစ်ကောင်စီဟာပြည်သူစစ်မှုတန်းတပ်သားတက်များကိုအောင်စီရစစ်စင်ရေးအတွင်းပို့ဆောင်အင်အားဖြည့်တင်းပြီး၎င်းတို့လက်လွတ်ခဲ့ရတဲ့မြဝတီဒေသကိုပြန်လည်ထိန်းချုပ်နိုင်ရေးအတွက်2024ဧပြီလမှစတင်ကကြိုးပမ်းလျက်ရှိရမှာတနစ်ကြောကြသည့်အထိမြဝတီကိုခြိတက်နိုင်ခြင်းမရှိဘဲဒေါနာတောင်ကျောမှာ KNL ပူပေါင်းတက်ရဲ့တိုက်ခိုက်မှုကြောင့်အထိနာလျက်ရှိပါတယ်စစ်မှုတန်းဥပဒေအကြောင်းပြအတင်းအကျပ်ဖမ်းဆီးတင်နှံပေးထားတဲ့စစ်သားတက်များကို အောင်စီရစစ်စင်ရေးမှာအတုံးပြုနေခြင်းဖြစ်တဲ့အတွက်တပ်သားတင်များအနေနဲ့တော်လန်ရေးတပ်ဖွဲ့များထံထွက်ပြေးခိုလုံမှုများလည်းဆက်တိုက်ရှိနေရမှာအောင်စီရစစ်ကြောင်းမှစစ်ကောင်စီတပ်ဖွဲ့ဝင်58ဦးထပ်မင်း KNL ပူပေါင်းတပ်ကော့ဘရာစစ်ကြောင်းထံအလင်းဝင်ခဲ့တယ်လို့ကော့ဘရာစစ်ကြောင်းစစ်စင်ရေးမှုဘူမူတာဘောကယခုနှစ်ဖေဖော်ဝါရီလဇန်းပိုင်းမှာပြောထားပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ဝက်လက်ရွာတော်ကုန်းရွာကိုစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေရင်နဲ့ဘုံကျဲမှုပြည်သူ10ဦးထပ်မင်းတေဆုံး ရွှေပန်းကုန်းကြေးရွာစတင်ကြောင်းကိုလည်းယနေ့နဲ့နဲ့ပေါင်900ဘုံလေရင်နဲ့ကြေးချဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။သကိုင်းတိုင်းဝက်လက်မြို့နယ်ရွာတော်ကုန်းကြေးရွာကိုအကြံဖတ်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူ၁၀ဦးထက်မနည်းသေဆုံးခဲ့ကြောင်းဝက်လက် information network တာဝန်ခံကိုနဂါလီကပြောဆိုပါရတယ်။ မေလ10ရက်နေ့ညနေ4:30မိနစ်အချိန်ခန့်မှာဝက်လက်မြို့နယ်အနောက်ချမ်းမှာရှိတဲ့ရွာတော်ကုန်းကျေးရွာကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲမိတီလာလေတပ်မှတက်လာတဲ့ Jet Fighter တစ်စီးနဲ့နှစ်ကြိမ်ဘုံးကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်ပြည်သူ10ဦးထက်မနည်းသေဆုံးသွားပြီး10ဦးထိရိုက်ဒဏ်ရာရရှိခဲ့ကဒဏ်ရာရရှိသူများထဲမှာပြင်းထန်ဒဏ်ရာရရှိသူများလည်းပါဝင်ကြောင်းသိရှိရပါတယ်။ ဝက်လက်မြုတ်နဲ့အနောက်ချမ်းကရွာတော်ကုန်းရွာကိုစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလင်းရင်နဲ့ဘုံကျဲတိုက်ခိုက်သွားတာပါကျွန်တော်တို့သိရတာတော့ပြည်သူစေဦးထက်မနဲ့တေဆုံးတယ်လို့သိရတယ်ထိခိုက်ဒဏ်ရာရရှိတာ၈ဦးရှိတယ်ပြင်းထန်ဒဏ်ရာရရှိသူတွေလည်းပါဝင်ပါတယ်လို့ဝက်လက် information network တာဝန်ခံကိုနဂါလီကပြောဆိုပါတယ် အလားတူယနေ့မေလ17ရက်နေ့နနက်9:30မိနစ်အချိန်မှာစကိုင်းတိုင်းဝက်လက်မြို့နယ်ရွှေပန်းကုန်းစာတင်ကျောင်းကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေရင်နဲ့ပေါင်900ဘုံကျဲချသွားကြောင်းဒေသပြည်သူများကပြောဆိုကြပါတယ်။ဒီမနက်လေရင်နဲ့ပေါင်900ဘုံကိုရွှေပန်းကုန်းစာတင်ကျောင်းကိုကျဲချသွားတယ်။လူတွေထိခိုက်လာဆိုတာတော့မသိရဘူးလေရင်ကထပ်ဝဲနေတော့ပဲလို့ဒေသပြည်သူတို့ကပြောဆိုပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ဘန်ကောက်မှာမိုးတဲထန်နေခြင်းမြန်မာနိုင်ငံသားဇုံတဲတွေစိုက်ကဲမှောက်ပြီးနှစ်ဦးစလုံးသေဆုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ထိုင်းနိုင်ငံဘန်ကောက်မြို့မှာယမန်နေ့ညပိုင်းမိုးတဲထန်နေခြင်းမှာမြန်မာနိုင်ငံသားဇုံတဲတွေစိုက်ကဲမှောက်ပြီးနှစ်ဦးစလုံးသေဆုံးသွားကြောင်းထိုင်းသတင်းများမှဖော်ပြထားပါတယ်။မေလ၁၀ရက်နေ့ညနေပိုင်းမိုးအလွန်တဲထန်စွာရွာသွန်းနေခြင်းထိုင်းနိုင်ငံဘန်ကောက်မြို့အနောက်မြောက်ဘက် နော်ဒပူရီခရိုင်မှာအသက်38နှစ်နဲ့အသက်35နှစ်အရွယ်မြန်မာနိုင်ငံသားစုံတဲ့တွေ့လမ်းပေါ်မှာတည်ဆုံနေကြောင်း၎င်းတို့အနီးမှာ Honda အမျိုးအစားမော်တော်ဆိုင်ကယ်လေးတွေ့ရှိရကြောင်းသတင်းများကဆိုပါတယ်။မျက်မြင်သက်သေတဲ့ဦးရဲ့ကားပေါ်မှာတက်ဆင်ထားတဲ့ dashboard ကင်မရာမှတ်တမ်းကိုစစ်ဆေးရမှာဆိုင်ကယ်လေးသွားချိန်လင်မယားအုပ်စလုံးကိုတစ်ဖက်လမ်းမှာလာတဲ့ကားကတိုက်မိသွားခဲ့ခြင်းဖြစ်ကြောင်းတိုက်မိသောကားမှာရပ်တန့်ခြင်းမရှိဘဲဆက်မောင်းသွားကြောင်းသိရှိရပါတယ်။ မြန်မာလင်မယားနှုတ်ဦးတေဆုံးမှုကိုတမိဖြစ်သူကထိုင်းရဲတပ်ဖွဲ့တံအကြောင်းကြားခဲ့ပြီးအနီးပတ်ဝန်းကျင်မှာ CCTV ကင်မရာစစ်ဆေးပြီးတိုက်သွားခဲ့တဲ့ကားမောင်းသမားကိုရှာဖွေမေးမြန်းမှာဖြစ်ကြောင်းသိရှိရပါတယ်။အဲ့ဒီနောက်ငကားကောင်းကိုမဖြတ်နိုင်ရင်မွေအမီလိုမနေပါနဲ့ TNL ဆိုတဲ့တော်လန်ဘတ်တော်သား Iron နီရဲ့ရေးသားထားမှုကိုတင်ဆက်ပေးပါမယ်။ငကားကောင်းကိုမဖြတ်နိုင်ရင်မွေအမီလိုမနေပါနဲ့ TNL တရုတ်ကနေတဆင့်စစ်ကောင်စီတောင်းဆိုထားတဲ့ TNL တင်ထားတဲ့မြို့ငါးမြို့ကို စစ်ကောင်စီကအပိုင်တွက်ပြီးတောင်းလို့ရတာနဲ့မြို့အုပ်ချုပ်ရေးကိုချက်ချင်းအသက်သွင်းဖို့နန်းစီရီယမ်တွေကိုအသင့်ပြင်ကင်ထားတယ်။တိုက်လို့မနိုင်တော့ပထွေးအားကိုနဲ့ကျင်းနေရမယ်လို့ထင်နေတယ်။မေလ၄ရက်နေ့က TNLA သတင်းစာရှင်းလင်းပွဲမှာပုံမူကြီးတာပန်လာကတရုတ်ဖိအားရှိနေပေမဲ့မြို့ကိုပြန်လွှဲပြောင်းပေးဖို့အစီအစဉ်မရှိကြောင်းပြောဆိုသွားတာတွေ့လိုက်တယ်။ဒါကလည်းအပျော်ပဲရှိသေးတယ်။ဩဂတ်စ်လမှာထပ်တွေ့မဲ့ဆွေးနွေးပွဲမှာဘာမှမဆိုဖြစ်သွားနိုင်တဲ့အနေအထားကိုကဲ MND တရုတ်ဖိအားနဲ့အတွေ့မှာ လစ်ပြေးတာများမှုံလို့လာရှုကိုပြန်ပေးပြီးပန်ဆိုင်မှာ SSPP SSA နဲ့နေမီတက်မှတ်ခွဲရည်ညှိတာတင်းမာနေတယ်။တရုတ်ကျိုးဆွဲရကနေရတဲ့ရုပ်သေးရုပ်လိုတက်ရှူသွေးခွဲနေရတာနဲ့ရှုပ်နေတယ်။တရုတ် DNA ဖြစ်လို့လဲဖုန်တားရှင်ကမိမိကိုယ်ကိုပြန်လဲတုံးတက်ဖို့ CCP အမိန့်နဲ့ဂူအောင်းနေရပြန်ပြီထင်ပါတယ်။တအောင်းတက်ဖွဲ့ကတစ်တုံညာနှစ်ခွန်စစ်စင်ရေးမှာတော်လန်ရေးမဟာမိတ်တက်ဖွဲ့ရဲ့အကူအညီနဲ့အတူမြို့ပေါင်း၁၂မြို့ကိုရရှိခဲ့ပြီးတော့ တောင်ခမ်းရဲ့အမြောက်တပ်ဌာနချုပ်ကိုတုံညာ2နဲ့အမြောက်တပ်ရင်း2တုံညာ6နဲ့4တုံညာ6တို့ကိုရလုနီးပါဖြစ်ခဲ့ပြီးနောက်ပိုင်းမှာတရုတ်ရဲ့ဂျားဝင်မှုစစ်ကောင်စီရဲ့အင်းနဲ့အားနဲ့တိုက်ခိုက်မှုလေချောင်းရံတွေကြောင့်ပြန်ဆုတ်ပေးလိုက်ရတယ်။ TNL နဲ့အတူဒနုတက် DPLA MDY PDF လေးပူးပေါင်းတိုက်ခိုက်ခဲ့ကြပြီး DSC အကြောင်းရှိရာပြင်ဦးလွင်မြို့နဲ့လက်တကန်းအကွာတီရောက်ခဲ့တယ်။ပြင်ဦးလွင်ကိုသာမဟာမိတ်တပ်တွေနဲ့တူဝိုင်းဝန်းလှုပ်ကြံနိုင်ခဲ့ရင်စစ်တပ်ဦးကျိုးသွားမှာဖြစ်ပြီးတော့ မြန်မာပြည်အထက်မြို့တော်မန္တလေးကတော်လန်ရဲ့အဖွဲ့တွေထိန်းချုပ်လာနိုင်တဲ့အနေအထားရှိခဲ့တယ်။ဒါကြောင့် Generalrit တွေအတင်းအကျပ် PRP ဖြတ်ငါးပြက်လို့စစ်ကောင်စီက Air Strike လုပ်ပြီးဘုံကျဲနှစ်ဖက်ညက်ပြီးပြင်းပြင်းထန်ထန် PR ပေးခဲ့တယ်။စစ်လက်နက်ရိက္ခာတွေ drone တွေကတရုတ်ဘက်ကနေတင်သွင်းရတာ FPNCC ကနေ UWSC ကတောင်းဆိုတာတွေကြောင့်အပြစ်အခက်ကိုရပ်ပေးလိုက်ရတယ်။တစ်တုံညာနှစ်ခုစစ်စင်ရေးကြောင့်အသက်ရှူပေါက်ပိတ်နေတဲ့အကြမ်းဖက်စစ်တပ် SCC က အချိန်ရသွားပြီးတော့တက်အင်အားတွေအချိန်မီပြင်ဆင်လို့ရပြီးလေချောင်းကနေလက်နက်ကြီးတွေကနေအာတုံပြည့်ရင်တော်လန်ရေးတက်တွေအချိန်ကိုရက်တန်းခဲ့တယ်။လာရှိုးကိုခွက်ခေါက်ပြီးပြန်ရလိုက်တဲ့ SAC ကတရုတ်ကိုအောက်ကျို့ခံယုံနဲ့တရုတ်ဩဇာတက်ရောက်နေတဲ့ EAO တွေလက်ထဲကနေမြို့တွေကိုပြန်ရတဲ့အတွက်ကုန်းစင် free jail လို့ရနေပေမဲ့လက်နက်မဲ့ရဟန်းတန်ဃာတော်တွေနဲ့ပြည်သူလူထုကိုလက်နက်နဲ့တပ်ဖြတ်ပြီးညှိကွပ်ဖြစ်လာတဲ့စစ်ခွေးတန်းဗိုလ်ချုပ်ကြီးကျော်စွာလင်းက လက်လွတ်ရတဲ့မြို့တွေကိုတမျိုးမကြံသိမ်းယူမယ်လို့ကြုံဝါနေတယ်။ဒင်းကခွက်ခေါက်တဲ့အရာတာကိုသူ့ဆရာမအားလာနဲ့အတူမာတတင်ကမှအောင်နေပြီလေ။အကျန်းဖတ်စစ်အုပ်စုနောက်မှာလက်မဲကြီးရှိချင်းဖြစ်ကြောင့်တော်လန်ရေးအုပ်စုတွေရှိမတိုးနောက်မဆုတ်တာနဲ့တော်လန်ရေးနေရက်တွေကကြာမြင့်လာခဲ့တယ်။မဟာပြူဟာမြောက်ထိုးစစ်ကြီးစားဖို့တော်လန်ရေးအုပ်စုတွေကြားမှာညီညွတ်ရေးဆိုတဲ့ Unity Power ပျောက်ဆုံးနေတယ်။အာနာရလာတာနဲ့အမျှတရုတ်ဗရီတရီရဲ့ရိုးရင်းချင်းစီတဲ့ဆွဲကတ်နေတဲ့ Middle Kingdom Emperor mindset က ရှိစီမှာကိန်းအောင်နေခဲ့တယ်။နိုင်ငံငယ်တွေကိုခြာနှင်းပြီးစီးပွားရေးကို ကိုလိုပြုရင်းတရုတ်ကချမ်းသာလာတယ်။ WTO မှာမျိုးစုံကြိုးခုံပြီးစီးပွားရေးဖွံ့ဖြိုးရေးနိုင်ငံတွေရဲ့အခွင့်အရေးကိုအကုန်ယူပြီးတော့ပို့ကုန်နဲ့သွင်းကုန်တွေကိုစိတ်ကြိုက်တင်ဖို့တယ်။စီးပွားရေးအားကောင်းလာတော့စီးရေးအင်အားတိုးချဲ့လာပြီး US လိုနိုင်ငံနဲ့ရင်းပေါင်းတန်းချင်ယုံတာမကကဘာကြီးကိုလွှမ်းမိုးချုပ်ကင်ကျင်လာတယ်။ ေလ9ရက်ရုရှားရဲ့280ပြည့်ရင်းပြင်ဒီအောင်ပွဲအခမ်းအနားကိုတက်ရောက်ဖို့မော်စကိုရောက်လာချိန်မှာကဘာကြီးမှာတစ်ဖက်သက်ခြေလှယ်မှုတွေနဲ့လဝက်ကြီးအုပ်ဗိုလ်ချစိုးမိုးမှုတွေကိုတွန်းလှန်ရမှာတရုတ်ဟာရုရှားနဲ့အတူရင်မောင်တန်းရပ်တည်ရင်းကဘာစူပါပါဝါနိုင်ငံကြီးတစ်ခုအနေနဲ့ယူသင့်တဲ့တာဝန်တွေကိုယူသွားမယ်လို့ရှီကဆိုတယ်။ရှီတမျိုးနောက်တမျိုးလှုပ်တက်တဲ့အာဏာရှင်တွေရဲ့လှုပ်ရက်ကအပြောပဲရှိပြီးနိုင်ငံငယ်တွေရဲ့ပြည်တွင်းရေးကိုလိုသလိုထိန်းကြီးဖို့စောက်ထိုးလှန်ကျင်နေကြတယ်။ အိန်းကြီးချင်းမြန်မာနိုင်ငံရဲ့ပြည်တွင်းရေးကိုဝင်မဆွတ်ဖတ်ပါဘူးဆိုပြီးအာနာလုထားတဲ့စစ်ကောင်စီကိုထောက်ပံ့ပေးတဲ့ဂျားဝင်ဖြန့်ပြေးပေးတယ်ဆိုပြီးတိုက်ယူလို့ရထားတဲ့ EAO တွေအပေါ်အနိုင်ကျင့်ပြီးပြန်ပေးခိုင်းတယ်မြန်မာနိုင်ငံကိုခေတ်စ်ကိုလိုနီနီးနဲ့တင်းယူထားတယ်တကယ်တမ်းနိုင်ငံတကာစင်မြင့်ရှိမှာတော့အာနာသိန်းစစ်ကောင်ဆောင်ကိုဖုတ်လေတဲ့ငပိရှိတယ်လို့တော့မထင်ဘူးရင်းမြစ်ဒီအောင်ပွဲအခမ်းအနားမှာရှီကျင့်ဖြင့်နဲ့ပူတင်ထိုင်တဲ့ခုံနောက်တန်းကနိုင်ငံခေါင်းဆောင်တွေနဲ့တတန်းနဲ့ထိုင်ဖို့မပြောနဲ့နောက်တန်းကြောင်ကထိုင်ကုန်မှထိုင်ခိုင်းထားတယ် အတုံးချခံပေါင်းအဆင့်တာတာပဲသဘောထားထားတယ်။ DNLA အနေနဲ့လူယိုတီရှင်ယိုတီအဖွဲ့ဖြစ်ခြင်းရင်ပြည်သူလူထုရဲ့လိုလားမှုကိုပေါ်ဆောင်မှာတောင်ခမ်းကနေစပြီးပြင်ဦးလွင်မန္တလေးအထိစုံစင်းနိုင်မဲ့ရှမ်းမန်စစ်စင်ရေးကိုပေါ်ဆောင်ပါလို့တိုက်တွန်းခြင်းနဲ့စစ်ရေးအတူပေါ်ဆောင်ခဲ့တဲ့ MDY PDF လည်းရှိနေတာပဲ။ပြည်သူလူထုနဲ့အတူဆုံရှုံဝမ်းနဲ့အားငယ်ခြင်းမှာအားပေးနှွေးထွေးမှုမပြုတ်နိုင်ရင်အောင်မြင်တဲ့အချိန်မှာဝေမျှခံစားဖို့မစင်စားပါနဲ့လို့ရောင်းချချဖြစ်နေတဲ့ EO တွေကိုပြောခြင်းပါတယ်။ တော်လန်ရေးမှာအပြောဆိုခံရဆုံးအဖွဲ့အကွဲတွေအများဆုံးဖြစ်တဲ့ KNU KNL က NUG PDF တွေအခုနောက်ပိုင်းထိုးစစ်ကြီးတွေဆင်နွှဲလာပြီးမေလ9ရက်နေ့မှာထိုင်းမြန်မာနယ်စပ်ထီးခီစခန်းကိုသိမ်းပိုက်နိုင်ခဲ့တယ်။ KNU ရဲ့ဌာနချုပ်ဟောင်းဖြစ်တဲ့မာနယ်ပလော့ဒေတာကိုထိန်းချုပ်ပြီးတဲ့နောက်ပိုင်းမှာလိုင်းပွဲမြို့နယ်ပိုင်ကျုံမှာရှိတဲ့တက်စခန်းတွေကိုတိုက်ခိုက်လာတယ်။မူဆယ်တရား9မိုင်နဲ့မြဝတီကုံသွေးရေးစုံရက်ဆိုင်နေချိန်မှာထီးခီကုံသွေးရေးစခန်းကစစ်ကောင်စီအတွက်နယ်စပ်ကုံသွေးရေးမှာအသက်ရှူပေါက်ရစရာဖြစ်ခဲ့တယ်။ ကြာကြာထိန်းနိုင်လေစစ်ကောင်စီနှာနှုတ်ကိုဖျက်ရိုက်နိုင်လေလေပါပဲ KNU KNL တက်မဟာထဲမှာတက်မဟာ၅ကကရင်တော်လန်ရင်းနဲ့ຫນွေဦးကိုပေါင်းဆက်လုတ်ကင်နေတဲ့အမာခံတက်ဖွဲ့ဖြစ်တယ်တက်မဟာ၃လဲတက်မဟာ၅အတိုင်းပဲမဟာမိတ် NUG PDF တွေကိုຫນွေထွေးစွာလက်ခံစစ်ပညာတင် जा ပေးပြီးတိုက်ပွဲအတူဝင်နေတယ်အသေးအမွားပြဿနာတွေရှိပေမဲ့အတူလက်တွဲတိုက်ပွဲဝင်နေအခုဆိုရင် PDF only တွေပဲခူးတိုင်းရွှေကျင်မြို့နယ်မှာအခြေစိုက်ထားတဲ့ခမရ998ကိုတိုက်ခိုက်သိမ်းပိုက်ထားတယ် PDF တွေအရွယ်ရောက်လာပါပြီ။ KNU တက်မဟာ6နယ်မြေကကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေကများသလိုစစ်ကောင်စီနဲ့ပေါင်းပြီးငွေရှာနေတဲ့ BGF, KNA, DKB, KNU, KNL, PC အဖွဲ့တွေကြောင့်မိခင် KNU လက်နာမည်ပြက်ပြီးဆေးရမနိုင်နှစ်ဆောင်ပြန်ဖြစ်ခဲ့ပါတယ်။စစ်ကောင်စီတွေးခွဲမှုကတောင်ပိုင်းမှာအလုတ်ဖြစ်ခဲ့တယ်လို့ KNU, KNL ထိပ်ပိုင်းခေါင်းဆောင်တွေထဲမှာ BGF ပေးစာကန်းစာစားပြီးကြောင်ဖတ်နေတဲ့သူတွေရှေးရိုးဆွဲတွေနဲ့တပုတ်ဦးလှိုက်နေကြတယ်။ ရင်အချင်းချင်းမတိုက်ဘူးဆိုတဲ့တော်လန်ရေးသွေးလီမမှန်တဲ့ဂျိုကုတ်အဖိုးကြီးတွေကြောင့်အောက်ခြေ KNL တပ်သားတွေ PDF တွေစစ်ဒီခံရသူတွေထွက်ပြေးသူတွေနဲ့တော်လန်ရေးကိုစိတ်ပြတ်ထွက်သွားသူတွေများခဲ့တယ်။ဒါကြောင့်တပ်မဟာ6ဘက်မှ KNL အဖွဲ့တွေ PDF စစ်ကြောင်းတွေအခြေအနေလိုက်ပြီးမီးစင်ကြိကနေရတယ်။နောက်ပိုင်းအခွင့်အရေးပိုရလာကြပြီးပွဲကလာနိုင်တယ်။ကော့ကရိတ်မြို့ကျေသွားတာကမြဝရီကိုရပြီးမှ BGF တွေလက်ထက်ကနေတဆင့်အကြမ်းဖက်စစ်တပ်ကိုပြန်ပိတ်လိုက်ရတဲ့ဖြစ်ရမျိုးသင်ကန်းစာယူနိုင်ကြဖို့လိုတယ်။ တောင်ပိုင်းရဲ့အနေထားကစုစည်းအားကောင်းခဲ့ရင်ညီညွတ်ခဲ့ရင်စီးပွားရေးမျိုးတော်ရန်ကုန်နဲ့နေပြည်တော်ကြက်ပြေးကိုမဟာပြူဟာမြောက်ထိုးစစ်ဆင်နိုင်မဲ့အားသာချက်တွေရှိတယ်။တအောင် TNL နဲ့တောင်ပိုင်းအင်အားကြီး KNU KNL အနေနဲ့မိမိတို့ရဲ့တော်လှန်ရေးဂုဏ်သိက္ခာအုပ်ချုပ်ရေးနိုင်ငံရေးစနစ်အတွက် challenge ခေါ်ရမယ့်အချိန်ရောက်ပြီလို့ထင်ပါတယ်။ရေးလိုက်ငားလိုက်သွားခဲ့ရင်အကြံဖတ်စစ်တပ်ကိုအချိန်ပေးမိလို့ကတော့တချိန်ကျနင်းချေဖြက်စီးခံရပြီးမိမိတို့အဖွဲ့ကိုလူမျိုးနဲ့နိုင်ငံတော်အတွက်တရက်ခံဖြစ်သွားပါလိမ့်မယ်။ KIO KIA ULAAA လို့ EAO တွေမျိုးဖြစ်အောင်လှုပ်ကြစမ်းပါဒီလိုအခွင့်အရေးမျိုးနောက်တစ်ကြိမ်ပြန်ဖြစ်ပြီဆိုတာမလွယ်ကူတော့တဲ့အချိန်တချီတမောင်းပြည်သူလူထုနဲ့အတူထယုံလိုက်ရင်ဖြင့်ကြရှုံးလူဆဲဆဲဖြစ်နေတဲ့နိုင်ငံတော်ကြီးကိုဝိုင်းဝန်းထိမ့်သိမ့်တိဆောက်နိုင်မယ်ဆိုပြီးဖော်ပြထားတာပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာအခုလောဆုံးထိနားဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်နောက်ထပ်ပြည်ရင်းပြပါသတင်းတော်လန်ရေးဘတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ် အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာကြပါစေခင်ဗျာကြပါစေခင်ဗျာ